မင်္ဂလာပါရှင်ဒီဇင်ဘာလ28ရက်နေ့မှာလုံမဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုပြည်ပရမြန်မာနိုင်ငံသားတွေကြိုတင်မဲပေးဖို့စစ်ကော်မရှင်ရဲ့တန်ယုံအသီးသီးကနေအစော်ဩနေပြီမဲ့အရင်ရွေးကောက်ပွဲတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့မဲပြီးတဲ့သူကမရှိသလောက်နေပါနေအောင်တွေ့ရပါတယ်အင်းကြီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းတရုတ်အိန္ဒိယအပြင်ကိုရီးယားမလေးရှားစင်ကာပူဂျပန်နဲ့အမေရိကန်အော်စတြေးလျတို့မှာရှိတဲ့တန်ယုံတွေမှာကြိုတင်မဲပေးတာတွေကိုလှုပ်ဆောင်ခဲ့တာပါ 2025ခုနှစ်ဒီဇင်ဘာလအစကစပြီးတော့တတ်မှတ်ရလိုက်မဲပေးလို့ရတဲ့ရက်တွေကိုတန်ယုံတိတိကထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ကြိုတင်မဲ့လာပေးသူနေပါပြီအဲ့ဒီအနည်းစုကလည်းတန်ယုံဝန်ထမ်းတွေနဲ့မိသားစုဝင်တွေဖြစ်တယ်လို့ထိုင်းကိုရီးယားနဲ့ဂျပန်ရောက်မြန်မာတွေကပြောကြပါတယ်မြန်မာ6000ကျော်နေနေတဲ့တောင်ကိုရီးယားမှာဒီဇင်ဘာလ6ရက်နဲ့9ရက်နှစ်ရက်တာမဲပေးဖို့တတ်မှတ်ထားပေးမယ်လို့မဲလာပေးတဲ့သူနေတာကြောင့်ရက်ထက်တိုးထားရပါတယ် ရှင်းနေ့ကနေ့စနေနေ့ထီစတက်လက်အောက်ခံတန်ယုံကမဲပေးနိုင်တဲ့ရက်ထပ်တိုးထားသလိုတစ်ဖက်မှာလည်းပဲတန်ယုံနားမှာပဲကိုရီးယားရောက်တော်လိုင်းအင်အားစုတွေကစတက်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒပြတာရှိနေပါတယ်။စိုးမျိုးကမြန်မာတန်ယုံမှာရွေးကောက်ပွဲမဲလာပြီးတဲ့လူတွေရဲ့အခြေအနေဘယ်လိုရှိလဲ။ကိုရီးယားရောက်မြန်မာတွေရဲ့စိတ်ဝင်စားမှုကရောဘလောက်ရှိလဲဆိုတာကိုဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့တက်ကြွလှုပ်ရှားသူကိုကျော်စန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာရှိအင်အားစုတွေကတော့စစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားတာမရှိပါဘူးပြီးတော့တပိတ်မောက်ထားကြတာဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံမှာရှိအင်အားစုတွေကစစ်ကောင်စီကပြုလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုကျွန်တော်တို့အဆန့်ကျင်ကြဖို့ကန့်ကွက်ကြဖို့တပိတ်မောက်ကြဖို့စော်ဦးနေရဖြစ်လို့တောင်ကိုရီးယားနိုင်ငံမှာရှိအင်အားစုတွေကလည်းစစ်စစ်လုံးလုံးညီညွတ်ညွတ်နဲ့ယနေ့တိုင်အောင်တပိတ်မောက်ထားကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့မှာကျူတင်မဲတွေပြေးဖို့ဆိုပြီးထုတ်ပြန်ထားရှိပြီမဲ့တနေ့မှာမဲပြေးလို့ဆယ်ရောက်ဆန်ရောက်တဲ့ပုံမျိုးရှိပါဘူးအဲဆန့်ကျင်ဆန္ဒပြတဲ့လူအုပ်တွေကတော့ကျွန်တော်မျိုးသီးသီးမှဆန့်ကျင်ဆန္ဒပြနေကြဖြစ်ပါတယ် ဲတနင်္ဂနွေနေ့စနေနေ့တနင်္ဂနွေနေ့မှာမဲပေးမဲ့လို့မရှိလို့တနင်္လာနေ့တောက်ကြနေ့ဒီဆက်လက်ပြီးတော့တဒန်တိုးပါတယ်မဲလာပြကြပါဆိုပြီးတော့ထပ်မံကြေညာထားတဲ့ပုံမှာလဲတောင်ကိုစီးကမှရှိတဲ့မြန်မာနိုင်ငံသားရဲ့ဆက်လက်ပြီးတော့တပိန်းမောက်ကြဖို့အတွက်စော်ဝင်နေရရှိလို့ဆက်လက်ပြီးဆန္ဒပြနေကြတာဖြစ်ပါတယ်အဲပြီးခဲ့တဲ့2020ရွေးကောက်ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာအင်အားတောင်းနဲ့ချီပြီးတော့မဲပေးကြဖြစ်တယ်လို့လူတန်းရှိရင်းနဲ့လာရောက်ပြီးတော့မဲပေးကြတာတွေ့ရပြီးတော့ ဒီနေ့2025မှာလုပ်တဲ့ရွေးကောက်ပွဲကတော့မဲပေးမဲ့လူမရှိတဲ့လောက်ကိုနှဲပါနေပြီးလုံးဝကိုတိုင်ရုံးရဲ့ရှိမှာတိတ်ဆိတ်ချောက်ကန်နေရပဲဖြစ်ပါတယ်ခင်ဗျာဘန်ကောက်မြို့မှာရှိတဲ့မြန်မာတိုင်ရုံးမှာလည်းဒီဇင်ဘာ6ရက်မနက်ပိုင်းကနေစတာလုံခြုံရေးတင်းကျပ်ထားပြီးတော့မဲဆပေးကစား2နာရီအတွင်းမှာ လူ25ရာလောက်မဲလာပေးခဲ့တယ်လို့ AFP သတင်းတပုတ်မှာဖော်ပြထားပါတယ် ဘန်ကောက်တိုင်းဦးမှာလူဝင်ထွက်ရှိတဲ့နောက်ထပ်အကြောင်းရင်းကတော့ passport သွားထုတ်ယူသူတွေဖြစ်တယ်လို့အလုံသမားကြီးလှုပ်ရှားသူတွေကပြောပါတယ်ထိုင်းနိုင်ငံချင်းမိုင်မျိုးကမြန်မာကောင်စစ်ဝင်ရုံးမှလည်းမဲလာပေးတဲ့လူအလွန်နေပြီးတော့လာတဲ့လူတွေထဲမှာလည်းစစ်ကော်မရှင်နဲ့ပတ်သက်ဆက်နွယ်နေတဲ့လူတွေပဲလို့ကောင်စစ်ဝင်ရုံးနဲ့နှိစက်သူတယောက်ကမြန်မာနောင်းကိုပြောပါရတယ်။ပြီးခဲ့တဲ့2020ခုနှစ်ရွေးကောက်ပွဲတုန်းကတော့အခုလို6ကတ်နေတဲ့တန်ယုံနေရှိမှမြန်မာနိုင်ငံသားတွေကမဲပေးဖို့တန်းစီစောင့်ဆိုင်ခဲ့ကြတာပါ။ ကိုဗစ်ရောဂါဖြစ်နေတဲ့ကာလအတွင်းမှာကိုကျန်းမာရေးအကာအကွယ်တွေယူပြီးတော့တက်တက်ကြွကြွမဲပေးခဲ့ကြတာပါအဲ့နည်းတော့အဲဘလူကွာရှာလို့ရေခေါ်တော့အဲဒီမဲထည့်တဲ့အချိန်မှာတော့ပြည်သူတွေကအရင်စိတ်ဝင်စားတာပေါ့နော်အဲ့ပြီးတော့အလုံးကဝယ်ဝီးထည့်ကြတာပေါ့အခုအဲ့ဒါတင်းပြင်းတော့ဘယ်မှာကျတော့အဲဒီတိနေရပဲအလုံးမြင်နေရပဲနော်လူဟုံးလဲဆိုတော့အနေရပါတီတော့မှပြည်သူရွက်ကတဲ့ပါတီတော့မှသူတို့ကအနာသိနေဆိုတော့အခုတခါပြန်ပြီးတော့လှုပ်တဲ့ ယူကဝတ်စံတော့ဒီများရတော့လက်ခံမှာမဟုတ်ဘူးဒီလူတွေကလက်ခံမှာမဟုတ်ဘူးနော်ပြီးခဲ့တဲ့2020ခုနှစ်ယူကပွဲမှာပြပရောက်မြန်မာနိုင်ငံသားတွေကြွတင်မဲ့ပေးခွင့်ရှိရသူ3900ကျော်ရှိရတဲ့မှာ9000ကျော်ကလာရောက်မဲ့ပေးခဲ့တယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကခန့်မှန်းထားပါတယ် NLD ပါတီအပါအဝင်အတိုက်ခံပါတီတွေမပါတဲ့အခု2025ခုနှစ်ရွေးကောက်ပွဲမှာပြည်ပရမြန်မာနိုင်ငံသားတွေရဲ့ကြိုတင်မဲတွေကိုတော့လာမယ့်ဒီဇင်ဘာ28ရက်နေ့မတိုင်ခင်နှစ်ရက်အလိုဒီဇင်ဘာ26ရက်နေ့မှာကြေညာသွားမှာဖြစ်ပါတယ်ရှင်။